အားလုံးမင်္ဂလာပါကျမတို့ဒီနေ့မှာတော့ Adobe InDesign ကနေ Masterpiece ဆိုတဲ့အပိုင်းလေးကိုကျမတို့လေ့လာကြမှာဖြစ်ပါတယ် Masterpiece ဆိုတာကဘာလဲပေါ့နော်အာကျမတို့စာမျက်နှာတွေများစွာလေ့ောက်ဒီဇိုင်းနေနဲ့ဒီဇိုင်းတွေကို creation လုပ်ကြပြီဆိုလို့ရှိရင်အဲစာမျက်နှာတိုင်းစာမျက်နှာတိုင်းမှာထပ်ခါတလဲလဲပါနေမဲ့အာအရာတွေရှိတယ်ဥပမာအာစာမျက်နှာနံပါတ်၄ဒီထိတ်က header လိုမျိုးဟို မဂဇင်းဆိုလဲမဂဇင်းရဲ့နာမည်တွေအာစာအုပ်ဆိုလဲစာအုပ်ရဲ့နာမည်စသည်အဖြစ်ပေါ့နော်အဲ့အဲ့လိုမျိုးရှိကြတယ်အခုဒါလေးဆိုရင်ငါဒီမှာပုံမြင်စာအုပ်လေးပုံမြင်စာအုပ်လေးရဲ့ဒီထိတ်ဆုံးမှာဆိုရင်အာသူကဒီမှာနာမည်လေးပြပါတယ်အောက်မှာစာမျက်နှာနာမည်လေးပြပါတယ်စသည်အဖြစ်သူကအဲ့ဒါကစာမျက်နှာတိုင်းစာမျက်နှာများထပ်ခါတလဲရှိတာဒါဆိုရင်သူကစာမျက်နှာ100လောက်ရှိတယ်အဲ့ဒီ100လောက်ရှိတဲ့ဟာကိုထပ်ခါတလဲလဲပါနေမြဲ့ အရာတွေပုံတွေစာတွေ element တွေ header footer လိုမျိုးစာမျက်နှာနံပါတ်တွေစသည်အပြင်အဲ့လိုယာတွေအတွက်ကိုကျမတို့က master page မှာ အသေး template တစ်ခုအနေနဲ့ကျမတို့ကလုပ်ထားလိုက်မယ်ဒါဆိုရင်ထပ်ခါတလဲလဲလုပ်နေကြမှာမလို့တော့ပဲねကျမတို့အသုံးပြုလို့ရတယ်ဒါကြတော့ဒီဆောင်လေးကကြတော့ master page တစ်ခုလေး ਨੇ လုံလောက်တယ်ဟာ master page မှာမှာကျမတို့နောက်ထပ်ချက်ပြီးတော့ခွဲလို့ရတဲ့အာ master page ကများစွာရှိသေးတယ်ပေါ့နော်ဘယ်လိုဟာမျိုးလဲဆိုရင်ဘယ်လိုအချိန်မြင့်မှာသုံးလဲဆိုရင်ဥပမာ lesson အတွက်ဟို တက်စပုတ်လုံးလို့ပေါ့နော်စာအုပ်တွေအာချက်ပတာတွေခွဲရတဲ့စာအုပ်တွေဒါဒါလေးဆိုရင်ကျမတို့ချက်ပတာ၅ခုပါတယ်ချက်ပတာ၅ခုမှာဆိုရင်အာအပြာရောင်၃ရက်ချက်ပတာရှိမယ်ဒီမှာဒါအနေရောင်တွေ၃ရက်ချက်ပတာတွေရှိမယ်အာပြီးရင်ဒီခင်းရောင်၃ရက်ချက်ပတာတွေရှိမယ်ပေါ့ဒါဒီထားမိလားမသိဘူးဒီထိတ်လေးတွေမှာဆိုရင်သူကအရောင်လေးတွေမတူအောက်မှာအာအောက်ကဖူဒါလိုမျိုးဟာဖူဒါလိုမျိုးပါမယ်အပေါ်မှာဟာဒါလိုမျိုးပါမယ်စာမျက်နှာနံပါတ်တွေပါမယ်အဲ့လိုဟာမျိုးအတွက်ဆိုရင်ကျမတို့က master page ကိုပဲချက်ပြီးတော့ masterpiece 3 4ကိုခွဲကြရတယ်ပေါ့နော်ကျွန်တော်တို့ဒါ masterpiece လို့လည်းခေါ်တယ် parent page လို့လည်းခေါ်တယ်အာအဲ့ဒီဟာလေးကိုကျွန်တော်တို့ဒီလေးလာကြမှာဖြစ်ပါတယ်ဘယ်လိုမျိုးလေးလာကြမလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဟုတ်ပြီဒါလေးကကျွန်မတင်နန်းထဲမှာတင်နေရင် talent နဲ့အာလေးယောက်လေးအကျန်းလေးလုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်ကြည့်ရအောင်ဒါဆိုရင်ကျွန်မ masterpiece မှာဘာတွေပါလဲပေါ့ masterpiece မှာဘာတွေပါလို့ဒီနေရာမှာထပ်ခါတလေးမြင်နေရလဲဆိုတော့ကြည့်ကြမယ်နော်ဒီမှာသတိထားမိမယ်နဲ့တူပါတယ် အပေါ်ဆုံးမှာမဂဇင်းရဲ့နာမည်လိုမျိုးကျမတို့မဂဇင်းနာမည်လေးပါတယ်အောက်မှာဇာတ်မဏ္ဍနာမည်လေးပါတယ်ဒီဘက်ဘေးမှာကျတော့ကျမတို့ဒီဇိုင်းအနေနဲ့အကြောင်းလေးခွဲဖို့ chapter ခွဲဖို့လုပ်ထားတော့အကြောင်းလေးပြားလေးပြပါမယ်ပေါ့နော်အာဒီမှာဇာတ်မဏ္ဍအောက်မှာဇာတ်မဏ္ဍနာမည်လေးပါမယ်အပေါ်မှာနာမည်လေးပါမယ်ပေါ့နော်ဒါဆိုဒီမှာအောက်မှာတွေ့လိမ့်မယ်ဇာတ်မဏ္ဍနာမည်လေးခွဲခွဲပြီးတော့လုပ်ထားတော့တွေ့လိမ့်မယ်ဒါဆိုရင်အာ master page ကိုဘယ်လိုမျိုးလုပ်ကြလဲပေါ့ဒါမျိုး master page ကိုဘယ်လိုမျိုးလုပ်လဲဒီမှာဆိုရင် တွေ့လိမ့်မယ်အာ master page ကိုတွားကြည့်လိုက်မယ်ဒါဆိုရင် master page ခုနကလုတ်ထားတဲ့ a master ဒီမှာ a master ဆိုပြီးရှိတယ်ဒီမှာ b master ဆိုပြီးရှိတယ် c master ဆိုပြီးရှိတယ်အကြောင်းလေးတွေနည်း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 စီခွဲထားတယ်ပေါ့နော်ဒါဆိုရင် master page သုံးခုနေကျွန်တော်ခွဲထားတာဒါသင်တန်းတွေမှာသင်တဲ့ဟာလေးပေါ့ဟုတ်ပြီဒါမျိုးလေးကိုဘယ်လိုလုတ်လုပ်လဲဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြည့်သွားအောင်မျိုးသစ်တစ်ခုခေါ်လိုက်ကြမယ်ပေါ့နော်ကျွန်တော်တို့ file ကနေ new document ဆိုတဲ့ဟာလေးတစ်ခုခေါ်လိုက်မယ်ခေါ်ပြီးရင်အာ print ကနေကျမတို့ A4 ပဲရွေးထားလိုက်မယ် print ကနေကျမ A4 ပဲရွေးလိုက်မယ်ဒါလေးကကျမ A4 ပဲရွေးထားလိုက်မယ်ဒါဆိုရင်ကျမတို့စာမျက်နှာလေးတစ်ခုပါလာပြီအဲ့တော့ master page ကိုဟို page box လေးကိုဘယ်ရောက်ကြည့်လို့ရမလဲဆိုရင် window ထဲက pages ဆိုတဲ့ဟာလေးရှိပါတယ် window ထဲက pages ဆိုတဲ့ဟာလေးကိုကျမတို့ click နှိပ်လိုက်တာ ਨੇ သူက box လေးတစ်ခုကြာလာမယ် ဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ကြည့်အောင်ဒီမှာဒီအပိုင်းပေါ့ဒီအပိုင်းကကျမတို့ regular page တွေကိုမြင်ရမယ့်နေရာဒီအပိုင်းဒီကျမတို့ master page ကိုမြင်ရမယ့်နေရာဒီမှာသူကတော့ parent page လို့လည်းခေါ်တယ်ဒါဆိုအပြင်ကျမတို့က master page လို့အရင်ကသုံးတာဆို master page အနေနဲ့သိတာပေါ့နော်အာ parent page လို့လည်းခေါ်တယ်အဲ့တော့အခုဒီမှာတော့ကျမဆက်မနာလေးကတက်မနာပဲယူထားတယ်အဲ့တော့ကျမဆက်မနာလေးကိုချက်တိုးလိုက်မယ်ပေါ့နော်ဆက်မနာလေးကိုဒီမှာအာဆက်မနာနည်းနည်းလေး ဆမနာဆမနာလာကျွန်တော်ထားလိုက်မယ်ဒါဆိုရင်ဒီမှာဒီမှာ regular page တင်မြင်ရတဲ့ဆမနာကဆမနာရှိပြီးတော့ဒီမှာ master page ကတော့လောလောဆယ် page master ဆိုတဲ့ဟာလေးတစ်ခုပဲကျွန်တော်တို့ရှိသေးတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ master page မှာထားဖို့ master page ကိုရအောင်တော့လို့လေပေါ့နော်အခုဒီမှာဆိုရင်အာဆမနာ30ကိုရောက်နေတယ် ကျမတို့ဒီစင်မှာဆက်လက်ဖြစ်နေတယ်အပြာလေးလင်းနေတယ်ပေါ့အဲ့တော့ A parent ကိုရောက်ဖို့အတွက်ကိုကျမတပည့်ကလေးနှိမ့်လိုက်တယ်ဆိုရင် A parent ရဲ့ဒီဘက်ဆာမနာရောက်သွားမယ်ဒါက A parent ရဲ့ညာဘက်ဆာမနာပေါ့နော်ဘယ်ညာဆာမနာအနေနဲ့ရှိမယ်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျမတို့ဟိုဥနာပြောတဲ့ element တွေအာ element တွေဒီစာတွေပုံတွေထားရင်ထားတဲ့အတိုင်းမြင်ရတယ်ဆိုတော့ကျွန်တော်စမ်းကြည့်အောင်နော်အခုဒီမှာဒီမှာ return ကလေးတစ်ခုဆွဲလိုက်မယ် return ကလေးကိုအခုကျမအယောင်လေးပေးထားလိုက်မယ် ဒီမှာကျွန်မအနေအောင်လေးပြလိုက်မယ်။အနေအောင်လေးပြီးပြီးတော့အာဒီဘက်ကိုကျွန်မအစိမ်းအောင်လေးပြထားလိုက်မယ်။အဲ့ဒီမှာသတိထားမိမယ်လေးတူပါတယ်။ဒါအခုဒီအောက်မှာ regular page ကိုသွားကြည့်လိုက်ရင် regular page မှာအကုန်လုံးကအာဒီမှာတော့ချောက်အကုန်မြင်နေရမှာပေါ့နော်။အဲ့တော့ဘယ်ဟာသွားသွားအကုန်လုံးဒီမှာမြင်နေရမှာ။ဘီဒါဆိုရင်ညီမတို့ကအခုဆမ်မနာအစ်တိုးနေတာတိုးနေတာက master page ကိုတိုးနေတာကျမတို့ regular page ကိုတိုးနေတာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ a parent ပြီးတော့ b parent c parent စသဖြင့် master page မှာခွဲမှာဟိုအဲ့ဒီတော့ a parent ကိုရောက်အောင်ဒီမှာအရင်သွားထားမယ် select select ဒါပဲ clean နဲ့ select နဲ့သွားထားလိုက်မယ် select လေးပေါ်လာပြီဆိုရင်ကျမတို့အောက်ကဒီမှာ create new page ဆိုတဲ့နေရာလေးရှိတယ် regular page တွေခေါ်လဲဒီကပဲနှိပ်တယ်လို့လို့ master page ကိုခေါ်လဲဒီကနေပဲနှိပ်လိုက်တယ်ဆိုရင်ကျမတို့အတစ်တစ်ခုထည့်ရတယ်ပေါ့နော်တစ်ချက်နှိပ်လိုက်တာနဲ့အတစ်တစ်ခုရတယ်အဲ့တော့ဒါဆိုရင်ဒီမှာ b parent လေးပေါ်လာပြီဟုတ်ပြီ အဲ့ဒီအဲ့ဒီဒီ parent လေးပေါ်မှာကျမတို့လှုပ်လှုပ်ကြည့်ရအောင်เนาะအခုဘာလေးလှုပ်ကြည့်မလဲဆိုဒီ parent လေးပေါ်မှာကြာတော့ကျမအာဒီမှာအဝိုင်းလေးထားလိုက်မယ်အဝိုင်းလေးကိုကျမအဝါရောင်လေးထားလိုက်မယ်အဝါရောင်လေးထားလိုက်မယ်အာဒီဘက်ကိုကြာတော့ကျမအဝိုင်းလေးကိုမှာပန်းရောင်လေးထားလိုက်မယ်ဒါဆိုရင်ခုနကတော့ဒီမှာ regular page ဆိုတဲ့နေရာမှာပေါ်တယ်ပေါ့နော်အခုကြာတော့ဒီမှာ ဟာ B balance ကိုတော့လုတ်ထားတယ်။ဘာလို့ဒီနေရာမှာမပေါ်သေးတာလဲပေါ့။ဒီနေရာမှာဘာလို့မပေါ်သေးတာလဲ။အဲ့ဒီမှာ regular page ရဲ့ဒီနားလေးကိုတော့နော်ကျွန်တော်တို့သတိထားပြီးကြည့်ကြည့်အောင်။ A ဆိုတဲ့ဟာလေးတခုတွေ့လိမ့်မယ်။ဆိုလိုတာဒီ A balance ကိုသူက apply လုတ်ထားတယ်လို့ပြောချင်တာ။အဲ့တော့ကျွန်တော်တို့စမ်းကြည့်အောင်။စမနာနှစ်ကိုသွားလိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့စမနာနှစ်ကိုရောက်သွားပြီ။စမနာနှစ်မှာ select မှတ်နေတယ်။စမနာနှစ်ကိုကျွန်မ right click ခေါ်ပြီးတော့ဒီမှာ apply parent to ပေးချက်ဆိုတဲ့ဟာလေးကိုကလစ်လိုက်မယ်ဒါဆိုရင် box လေးတစ်ခုကျလာပြီအဲ့ဒီ box လေးမှာ applying parent ဆိုတဲ့ box လေးမှာ applying parent ဘယ်ကိုဘယ် parent ကို apply လုပ်မှာလဲအဲ့တော့ b ကိုလုပ်မှာလား a ကိုလုပ်မှာလားဘာမှမလုပ်ဘဲညှမ်းထားမှာလားဆိုတော့ကျမတို့ရွေးလို့ရတယ်အခုက a parent မှာအမှတ်ချက်ထားတယ်ဒါကြောင့်ကျမတို့ a parent ကအရာလေး apply ဖြစ်နေတယ်အခုကျမက b parent ကိုဒီမှာ seminar 2 2 pages ဘယ် seminar ကို apply လုပ်မှာလဲပေါ့ အဲ့တော့ဆမ္မနာနှစ်ကိုပဲကျမ all pages ဆိုအကုန်လုံးဖြစ်သွားမယ်လောလောဆယ်တော့ကျမကဆမ္မနာနှစ်ကိုပဲ apply လုပ်မယ်အဲ့တော့ b parent ကိုမှ apply to pages 2ဆမ္မနာနှစ်ကို apply လုပ်မယ်ပြီ okay ပေးလိုက်မယ်ဒါဆိုရင်ကျမတို့တွေ့ရလိမ့်မယ် b parent ကို apply ဖြစ်သွားပြီအဲ့တော့ဒီမှာကြည့်ကြည့်လိုက်မယ်ဒီနေရာလေးကိုကြည့်ကြည့်လိုက်မယ်ဒီမှာဆိုသည် b ပေါ်လာတယ်ဒါလေးဒီကျမတို့ a ပဲရှိနေသေးတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ကဆမ္မနာနှစ်တခုတည်းကိုပဲ b parent ကို apply လုပ်လိုက်တာ အခုထပ်ပြီးတော့ apply လုပ်ကြည့်ရအောင်ဒီမှာစမနာ၄ရက်၅ရက်၆ရက်ကိုပဲဒီမှာအာ be parent ကို apply လုပ်မယ် right click ခေါ်မယ် apply parent to pages ဆိုတဲ့ဟာလေးပေါ်လာမယ်အဲ့ဒါကို click နှိပ်လိုက်မယ်ဒီမှာ apply parent box လေးပေါ်လာရင် apply parents ဘယ်ဟာကို apply လုပ်မှာလဲဒီမှာက be parent ကို apply လုပ်မယ်လို့ရွေးလိုက်မယ်ပြီးတော့ to page ဘယ်စာမျက်နှာလေးလုပ်မှာလဲဆိုတော့ဒီမှာ၄ကနေ6အထိ4 to 6ကို apply လုပ်မယ်လို့ okay ပြလိုက်မယ်ဒါဆိုရင်ဒီမှာတို့ကြည့်ကြည့်ရအောင်စာမျက်နှာ ်ဒီမှာဒါဆိုရင်ဒါဆက်တော့ဆမနာ၈ကိုရောက်နေတယ်၉ကိုရောက်နေတယ်၈ကိုရောက်နေတယ်အာဒီမှာ6ခုမှာ6ကခုနကကျမတို့ view plan လုပ်ထားတယ်ခုနှစ်ကတော့ a မှာပဲရှိနေတယ်အဲ့တော့အဲ့ဒီနည်းနဲ့အာကျမတို့ parent page တွေကိုတိစောက်လို့ရပါတယ်အဲ့တော့အခု3ချက်ပို့ပြီးတော့ဟိုကျမတို့ထပ်ဆန်းကြည့်ရအောင်အာကျမအခု a parent ကိုသွားလိုက်မယ် a parent ကဖြတ်ပလိုက်မယ်ပေါ့နော် a parent ကဖြတ်ပလိုက်ပြီးတော့ကျမ parent a ဆိုပြီးထားလိုက်မယ်ဒါဆိုရင်အခုကျွန်တော်တို့သွားလိုက်မယ်ဒီမှာဒီ parent ကို apply လုပ်ထားလို့ဒီမှာ B ကနှစ်ခုတိုင်းရှိနေမယ် A parent ကို apply လုပ်ထားတဲ့ဟာကြတော့ A parent မှာပြင်လိုက်တဲ့စာအတိုင်းကိုဒီမှာသူကပြင်ထားပြီးသားဖြစ်နေတယ်ကျွန်တော်တို့သွားကြည့်လိုက်ရင်တွေ့နေမယ်သူကတခါလေး apply လုပ်ပြီးသားအဲ့တော့အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကစာမျက်နှာတိုင်းစာမျက်နှာတိုင်းကိုထပ်ခါတလဲလဲရှိတဲ့အရာတွေကိုလုံးအာ masterpiece အနေနဲ့သုံးလို့ရတယ်ပေါ့နော် အဲ့ဒီပုံစံနဲ့သွားလို့ရပါတယ်ဟုတ်ပြီဘယ်ဆမ်မန်နာမှာဘာ parent ကိုမှ apply မလုပ်ဘူးညှားထားခြင်းနဲ့ဆိုရင်လည်းကျမတို့ထားခြင်းတဲ့နေရာကိုသွားလိုက်မယ်ဆမ်မန်နာရှိကိုကျမအခုအာညှားထားခြင်းနဲ့ပေါ့ဘာမှမထားခြင်းဘူး right click ခေါ်မယ် apply parent to pages ဆိုတာသွားလိုက်မယ်အဲ့ဒါပြီးရင် apply parent ဆိုတာကိုကျမညှားထားလိုက်မယ်ဆိုရင် okay ပေးလိုက်ရင်ဒီဘက်ဆမ်မန်နာရှိတခုလည်းဘာမှမရှိရဘူးအာဒီနေရာမှာလည်း ဘာဆိုဘာမှမရေးထားတာကိုသတိထားမိလိမ့်မယ်ဒီဘက်မှာကျတော့ A parent လို့ရေးထားတယ်ဒီမှာက B လို့ရေးထားတယ်ဒီခုနကနန်းထားရတဲ့နေရာဒီနေရာဒီဘာမှမရှိဘူးအဲ့ဒီနေရာကျမတို့ parents page ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျမတို့ကဒါလေးကိုအခြေခံသဘောတရားလေးရောနည်းနည်းသဘောပေါက်သွားပြီအာတကယ်တကယ် project လေးတွေလုပ်ရခါကျရင်ဘယ်လိုပုံစံမျိုးရှိလဲဆိုတော့ကျမတို့လုပ်ကြည့်ရအောင်နော်အခုကျမ A parent ကိုတစ်ခေါက်ပြန်သွားလိုက်မယ်ကျမဖြတ်ပလိုက်ပြီပေါ့နော်ပြီးတော့အာ B parent ကိုလည်းကျမ delete လုပ်ချင်တယ် ဇာမနာတွေချက်တယ်ဆိုလို့ရှိရင်ညီမတို့အောက်မှာအမိုက်ပုံးလေးရှိတယ်အမိုက်ပုံးလေးကိုဆွဲထည့်ပြီးတော့ဖြတ်တယ်လို့မျိုးပဲဒီအပေါ်ကအပေါ်ပိုင်းချမ်းပေါ့နော် parent pages ဆိုတဲ့နေရာက အားလေးကိုလေညီမတို့အမိုက်ပုံးလေးကိုထည့်လိုက်ရင်ဖြတ်ထားပြီးသားဖြစ်သွားမှာပေါ့အဲ့လိုဆွဲထည့်လိုက်ရင် private နဲ့ဒီမှာညီမတို့ဖြတ်ဖို့အတွက်ဆိုရင်ဆက်လက်မှတ်လိုက်ဖြတ်ချင်တဲ့ဒီ parent လေးကိုဆက်လက်မှတ်မယ်ပြီးရင်အမိုက်ပုံးလေးကိုနှိပ်လိုက်တယ်ဆိုရင်အာသူကဒီမှာပြောလာတာပေါ့ ဒီဘက်ကို apply လုပ်တာလားဆက်မနာ၄မျက်နှာအောင်ရှိရဲ့ဒီဟာကနေတကယ်ဖြတ်မှာကျင်းသေးလားဆိုပြီးသူကမေးပြီးတယ်ဟုတ်ဆိုကျွန်တော်ကခုန apply လုပ်တာလား okay ဆိုရင်ကျွန်မဖြတ်ဖြတ်ပလိုက်မယ်ဒါဆိုရင်ဘာဘဲရမမသုံးတော့ဘူးအကုန်လုံးကအာဒီဘက်ကဖြတ်ပလိုက်ဖြစ်တယ်ဆိုဒီဘက်ဘဲရလုပ်ထားတဲ့ဟာတွေကိုသူကနန်းအနေနဲ့ဂျိုးသွားလိုက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အာတကယ် reality သုံးနေသုံးနေရှိတဲ့ဟာလေးတွေသုံးကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီမှာခေါင်းစဉ်အနေနဲ့သုံးဖို့အတွက်ကို header လေးတစ်ခုယူမယ်။အဲ့ဒီအတွက်ဒီမှာစာရိုက်ဖို့ tool လေးတစ်ခုယူလိုက်မယ်။ဒီမှာ တက်စပေါ့လေးတစ်ခုယူမယ်အာမဂ္ဂဇင်းပေါ့ MHA ဇာအိုင်နေမဂ္ဂဇင်းဆိုပြီးဒီမှာအာစာလေးတစ်ခုပေးလိုက်မယ်ဆလုံးဖောက်စာရေးအသေးလေးပဲထားပြီးတော့စာလေးတစ်ခုပေးမယ်အယောင်လေးပေါ့ဒီမှာခေးအောင်လေးပဲပေါ့နော်ဘာဘာလေးပဲထားကြည့်လိုက်မယ်ဟုတ်ပြီအာဒီဘက်ကိုဒီမှာ copy ဆွဲလိုက်ပြီအဲ့ဒါပြီးတဲ့နောက်မှာဒီမှာစမနာနံပါတ်တက်ဖို့လိုတယ်စမနာနံပါတ်တက်ဖို့အတွက် အာစလုံးဖောက်ဆက်တွေဘာတွေကိုလည်းဒါပဲသုံးနေတာဖြစ်တယ်ဒီမှာဒါလေးကိုဟို copy ဆွဲလိုက်တယ် copy ဆွဲလိုက်ပြီးတော့ဆက်လက်မှတ်တယ်မှတ်ပြီးတော့ type ထဲကကျမတို့ insert special character ထဲမှာ marker store အားလေးတွေက current page number ဆိုတော့ရှိတယ်အဲ့ဒါလေးက current page number အခုလက်ရှိရောက်နေတဲ့ number ကိုတက်မှာပေါ့နော်ဒါဆိုရင်ကျမဒီမှာ a parent ကိုရောက်နေလို့ a parent ဆိုပြီးတော့တက်သွားတယ်ဒါလေးကိုကျမနောက်တော့ထပ်ပြီးအသေးစိတ်ပြောပြပေးပါမယ် master အာ စမနာပြည့်ချက်တက်တဲ့ဟာလေးကအဲ့တော့ဒါဆိုရင်ကျမတို့အခုနောက်ကလိုမျိုးပေါ့နော်ကျမတို့ဟိုဟာလေးတစ်ခုဒီဇိုင်းလေးတစ်ခုထည့်လိုက်မယ်ဒီအာပြည့်ပဲထားလိုက်မယ်နော်ပြည့်ပဲထားလိုက်ပြီးတော့ရားလေးတစ်ခုနဲ့အယောင်လေးပြည့်လိုက်မယ်ပေါ့ဒါဆိုရင်ကျမတို့ master page လေးပြီးသွားပြီအာ အေးမစတာလေးပြီးသွားပြီပေါ့အဲ့ဒီဟာကိုပဲကျွန်မဘာလို့မလဲဆိုတော့အဲနောက်ပိုင်းသုံးမဲ့ဟာတွေကဒါလေးတွေကိုကြိုက်တယ်ပေါ့ဟာဒါလေးတွေကိုကြိုက်တယ်အဲအယောင်ပဲကျွန်မတို့ပြောင်းသုံးမယ်လို့ယူရလို့ရှိရင်ကျွန်မ apparent ကိုပဲကျွန်မတို့ copy ဆွဲလို့ရတယ်အဲ့တော့ apparent ကိုပဲကျွန်မဒီကနေအာဒီလိုဖိပြီးတော့ဒီမှာ create new page ဆိုတဲ့ဒီ icon လေးပေါ့ဆွဲလိုက်တာ ਨੇ ဒီကောင်ကတခါလေး copy ဆွဲပြီးသားဖြစ်သွားမယ်တခါလေးပါလာမယ်ပေါ့အဲ့တော့အယောင်လေးပဲကျွန်မပြောင်းမယ်ဒီနှစ်ခုကိုကျွန်မအယောင်လေးနည်းနည်းပြောင်းလိုက်မယ်အယောင်လေးဒီချက်နည်းနည်းလေးရှင်းနေ အဲအဲ့လိုပြောင်းထားလိုက်မယ်ဒါဆိုရင်ဒီ parent လေးရပြီဟုတ်ပြီစီ parent ကိုလည်းကျမဒီမှာထပ်ဆွဲဆွဲလိုက်မယ်စီ parent ကိုကြာကျမဒါလေးကိုအဝါရောင်လေးပြောင်းလိုက်မယ်အာဟောပေါ့လေးပြောင်းလိုက်မယ်ပေါ့ဟုတ်ပြီစီ parent ရလာကျမမဟုတ်ဘူးကျမစာမျက်နှာတွေကဟို chapter 5ခုဖြစ်တဲ့အတွက်5ခုထားမှာအဲ့တော့အဲ့ဒါကိုထပ်ပြီးတော့ parent page ထပ်လို့တယ်အဲ့ဒီတော့ကျမဒီမှာထပ်ပြီးတော့ copy လုပ်လိုက်တယ်အဲ့ဒါဆိုရင် အာကျွန်တော်ကျွန်တော်အယောင်လေးကိုဒါလေးကိုကြတော့အွန်နောက်ထပ်အယောင်ပေါ့နော်ဒီအောင်လေးထားလိုက်မယ်ဟုတ်ပြီ il peron ပေါ့ငါးခုထားလိုက်မယ် il peron ရှိတာပဲ il peron မှာကျွန်တော်ပြင်မယ်အယောင်ကိုသူ့ကိုနောက်ထပ်မတူညီတဲ့အယောင်လေးတစ်ခုထားလိုက်မယ် ဟုတ်ပြီဒါဆိုရင်တို့ master page ငါးခုရှိမလဲဆိုတော့၅ခုရှိမယ်ဒါသည် A master ဒါသည် B master C master D master E master ဆိုပြီးတော့တို့အခုဒီနေရာမှာ master page ၅ခုကိုတွေ့ရမယ်အာအတိုးလျှော့လို့ချင်းဒီနားလေးကိုသွားလိုက်ရင် error လေးပြောင်းသွားလဲအဲ့ချိန်မှာကျွန်တော်တို့ switch လိုက်မြင်ရမယ်ပေါ့နော်အာဒီမှာ၅ခုရှိမယ်အဲ့တော့၅ခုကိုကျွန်တော်တို့ apply တစ်ခုစီလုပ်ကြည့်ရအောင်ဒါကျွန်တော်တို့ seminar အာနှစ်ကိုသွားလိုက်မယ်နှစ်ကလောလောဆယ်မှာဘာမှရှိမနေဘူးဒီမှာနန်းဘာမှရှိမနေဘူးဒီဘက်မှာတော့ a apply ဖြစ်နေတယ်။အဲ့ဒါကိုကျွန်တော်တို့ဒီမှာကြည့်လာရင်သိသွားတယ်။စာမျက်နှာနှစ်ပေါ်မှာဘာမှမရှိထားဘူး။ဒီမှာစာမျက်နှာသုံးပါကြတော့ကျွန်တော်တို့ a master apply လုပ်ထားလို့စာမျက်နှာသုံးပချင်းကတော့ဝင်နေတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့စာမျက်နှာနှစ်ကိုအော်စာမျက်နှာနှစ်နဲ့သုံးကိုကျွန်တော်တို့ a master ထားလိုက်မျိုးထားပါတော့ကျွန်တော်တို့ a master နှစ်နဲ့သုံးကို apply parents ဆိုရင် a master ထားလိုက်မယ်။ဟုတ်ပြီစာမျက်နှာလေးကိုကြတော့အော်စာမျက်နှာလေးကတစ်စက်တည်းဖြစ်တဲ့အတွက်ကျွန်တော်ထားပါတော့သူ့လည်း a master ပဲထားလိုက်မယ်။ apply သူ email ဆက်ထားမယ်ဘာလို့လဲဆိုတော့ seminar လေးကို OK ပေးလိုက်မယ်ဒါဆိုတချမ်းရပါမယ် seminar 5ကိုကြာတော့ကျွန်မ B master ထားခြင်းနဲ့5ရယ်6ရယ်9ရယ်ကိုကျွန်မ B master ထားမယ်ပေါ့ select မှတ်လိုက်မယ် right click ခေါ်မယ် apply parent to pages ဆိုတဲ့ဟာကိုခေါ်လိုက်မယ် apply parent box ပေါ်လာရင်ဘာလို့ apply လုပ်မှာလဲအခုက B ကိုလုပ်မှာဘယ်ကနေပြည့်ထည့်လဲဆိုတော့5ကနေ9ကိုထိ OK ပေးလိုက်မယ်ဒါဆိုရင်အာဒီဘက်က seminar လေးဒီ A master apply လုပ်ထားတယ် seminar ငါသည် B master 6ခွန်သည် B master ဟုတ်ပြီကျွန်မတို့ထားပါတော့8 9 8 9 30ကိုကျွန်တော်တို့ C master ထားမယ် apply regular apply parent to page အာဒီမှာထားကျင်တာသည် C master ဘယ်ကနေပဲထိလဲဆိုတော့8ကနေ30အထိ C master ထားမယ်ဒါဆိုရင်8ကနေ30အထိက C master ဖြစ်နေပြီအာဆမနာလေးထပ်တိုးလိုက်မယ်ဆမနာတိုးခြင်းဒီမှာအာ ဆက်လက်မှတ်ပြီးတော့တိုးချင်တဲ့နေရာကိုဆက်လက်မှတ်ပြီးတော့သူရဲ့နောက်ကိုတိုးမှာဆိုရင်တိုးချင်တဲ့နေရာကိုဆက်လက်မှတ်မယ်သူရဲ့နောက်မှာအာ create new page ဆိုတဲ့ icon လေးကိုတစ်ချက်တစ်ချက်နှိပ်လိုက်တာနဲ့သူက apply ဖြစ်သွားမယ်။သူကဘာဖြစ်လို့ CE တခါတယ် master C master ကို apply ဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးဆက်လက်မှတ်ထားတဲ့နေရာကိုသူက master apply လုပ်ထားတယ်ဆက်လက်မှတ်ထားတဲ့နေရာကစာမျက်နှာ apply လုပ်ထားတာကိုပဲသူကနောက်ပိုင်းအစ်စ်တိုးတဲ့စာမျက်နှာတွေကို apply လုပ်သွားတာပေါ့နော်။အဲ့တော့ဟုတ်ပြီကျွန်တော်တို့စာမျက်နှာက အာစက်တစ်ကနေ12 13ဦးအထိကိုကျွန်တော်တို့ထားပါတော့ကျွန်မ D master ဆိုပြီးတော့ယူလိုက်မယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီဟာလေး D master ဖြစ်နေပြီ။ D master ဖြစ်နေပြီ။ဆက်မလား။အာ14 15ကိုကျွန်တော်တို့ကျွန်မ E master ဆိုပြီးတော့ပြလိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ဆက်မလားအစနေတော့ကြည့်အောင်ဆက်မလားတစ်ကတော့ကျွန်တော်တို့ဘာထားမယ်ဆိုတော့ဘာမှမထားဘူး။ညနေပုံးလာတတာဖြစ်တဲ့အတွက်နန်းဆိုပြီးတော့ပြလိုက်မယ်။ဒါဆိုရင်နန်းဒီမှာကြည့်လိုက်မယ်။1 3 D A master အာလေးဒီ B master ဒီအောက်မှာဆက်မနာလေးကြီးပြောင်းသွားတာတည်တယ် B master ဒီဘက်၅ဒီ C master C master 6ခွန် C master 6ခုအော်တစ်ဆယ်အားကြတော့ဒီဘက်ကျမှတကူဘောပါချမ်းတကူအဲ့လိုနည်းနဲ့ကျမတို့ဒီမှာဆက်မနာလေးသွားပြီးတော့ apply လုပ်လို့ရတယ်ဗောနော်ဒီလိုနည်းနဲ့ကျမတို့ chapter ကြီးတွေခွဲကြတယ်အဲ့တော့ပြင်ကျင်နေဆိုလဲကျမတို့ကဒီ A master မှာအခုကြီးကျင်နေဗောကြီးကျင်နေဆိုရင်ကျမတို့ဒါလေးကိုဟိုအယောင်မကြိုက်ဘူးမှိန်နေဗောကြီးကျင်နေဆိုရင်ဟိုကြီးလိုက်တယ် ဒါအဲ့ဒါဆိုလေ apply လုပ်ထားတဲ့ဟာတွေကတခါတည်းပဲသူကလိုက်ကြည့်သွားမှာအဲ့တော့ထက်ကတလဲလဲပါနေမဲ့ဟာအရာတို့ကျွန်တော်ဘုံထုတ်လိုက်ပြီးတော့ဒီ master page parent page မှာလာပြီးတော့ထားလိုက်တယ်ပြင်ကျင်လဲအဲ့ဒီမှာပဲသွားပြင်တယ်ဒါဆိုရင်ကျွန်တော်တို့ဟိုခဏခဏစာမဏေတိုင်းမှာပြင်နေစရာမလိုတော့ဘူးပေါ့နော်အဲ့ဒီနေကျွန်တော်တို့ master page ကိုသုံးပါတယ်အရန်သုံးပါမှာလဲကျွန်တော်တို့စာမဏေလေးထောင်ထောင်ချီပြီးသုံးတဲ့၄ရောက်ဒီမှာတော့ဟိုဒီလိုမျိုးပေါ့နော် အချက်ပြလေးအများကြီးခွဲရတဲ့လေးယောက်ဒီမှာဆိုရင်လည်းနောက်မှဒီမှာက AA စီစီနဲ့ကျမတို့ handle လုပ်ပြီးတော့အာ design creation ကိုကိုယ်စိတ်ကြိုက်ဖန်တီးလို့ရပါလိမ့်ရှင်ဟုတ်ပါပြီဒါဆိုရင်ကျမတို့နောက်သင်ခန်းစာတွေကြားလို့ရှိရင်ပြန်ကြည့်ကြပါမယ်